အားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့ထိုင်းရိုးရာတကြံပွဲတော်ဖြစ်တဲ့ဆောင်းဂရန်ပွဲတော်အတွက်ထိုင်းဆိုရကဘတ်183နံအသုံးပြုသွားမယ်ဆိုတဲ့တဲ့မှာထိုင်းရိုးရာတကြံပွဲတော်ဖြစ်တဲ့ဆောင်းဂရန်ပွဲတော်ကိုခီးသောအဲ့တဲ့ရီလာရောက်လဲပဲရဲ့အတွက်ထိုင်းဆိုရကဘန်းငွေ183နံအထိအသုံးပြုသွားမယ်လို့ The Nation သတင်းမှာဖော်ပြလာပါတယ် ဆွန်ဂရန်ပွဲတို့ကျင်းပနိုင်ရေးအတွက်ထိုင်းဆိုရအဖွဲ့ဝင်ကြီးချုပ်ပေထုံတန်းရှနာဝက်ဦးဆောင်နဲ့အမျိုးသားကော်မတီကနေ အခုလိုဘတ်ဂျက်ခွဲဝေးချထားပေးခဲ့တာပါထိုင်းခီးသွောလုပ်ငန်းရွှေနှင့်ညွန်မှန်းကျင်းတဲ့အညီထိုင်းနိုင်ငံအတွင်းတနစ်ပလုံခီးသွောပွဲတော်တွေအကစားပြိုင်ပွဲတွေပါကျင်းပဖို့ရည်ရွယ်ထားပြီးဆုံကရံပွဲတော်ဟာမဟာခီးသွောလုပ်ငန်းနဲ့အကစားနှစ်2025ကမ်ပိန်းရဲ့တစိုက်တစ်ပိုင်းဖြစ်နေတဲ့ပါဝင်နေပါတယ် ။ဆံကရံပွဲတော်ကိုတော့အေဗီလ12ရက်နေ့ကနေ16ရက်နေ့အထိဗန်ကောက်မြို့မြားဖျားရှိမှာကျင်းပသွားမယ်လို့သိရပါဗျ။ပွဲတော်အတွင်းမှာလမ်းလျှောက်ကြကြံ၊ဖျော်ဖြေပွဲနဲ့ဖျားကျောင်းငန်တွေမှာစည်ရင်ကျင်းပမှုတွေနဲ့အစားအသောက်ပြပွဲတွေလည်းပါဝင်မယ်လို့ဆိုပါဗျ။ဆောင်ကရံပွဲတော်ခီးသွောဝင်ရောက်မှုကနေပန်းငွေ26ဘီလီယံကျော်ရရှိမယ်လို့လဲထိုင်းအစိုးရကမျှော်မှန်းထားပါတယ် ထိုင်းနိုင်ငံရဲ့တကြံပွဲတော်ဖြစ်တဲ့ဆုံကရံပွဲတော်ဟာ UNESCO အသိအမှတ်ပြုကမ္ဘာအမွေအနှစ်ဇယုံဝင်ပွဲတော်ပဲဖြစ်ပါရဲ့ရှင်။ကျမနွယ်နွယ်ပါ။